မြတ်စွာဘုရားတဲ့ခုဒီဘဝရောနောက်ဘဝရောအဲ့လိုနှစ်ပါးစုံသောအကျိုးစီးပွားတွေကိုဖြစ်ထွန်းစေတတ်တဲ့တခုတည်းသောတရားဆိုတာ ရှိပါသလားတဲ့မေးတာလေးပညာသားပါဟုတ်လားအခုရောနောင်ရောเนาะနှစ်ပါးစုံသောအခြေအနေမှာကြီးမားတဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတတ်တဲ့တခုသောတရားရှိပါသလားတရားကတော့တခုတည်းဒါပေမဲ့အကျိုးစီးပွားကတော့ နှမျိုးဖြစ်ထွန်းစေရမယ်နော်အကျိုးစီးပွားနှမျိုးဆိုတာဘာတော့အခုပစ္စုပန်နဲ့နောက်အနာဂတ်ပေါ့နော်ဒီမှာတော့မြတ်စွာဘုရားအလိုတော်ကြဘုံဘုံတို့ဘလို့ပြောမလို့ဒိဋ္ဌဓမ္မိကင်စေဝအထံတံပရာယိကင်စာအခုလုံလုံးစေယူရှိဖို့နော်နောက်ဘဝအကျိုးရှိဖို့အဲ့လိုမျိုးတစ်ခုတည်းသောတရားရှိပါသလားဆိုတော့မြတ်စွာဘုရားကအဋ္ဌိခောမဟာရာဇာဧကောဓမ္မောယောဥဘောအဋ္ဌိတမတ္တိကိရှာတိတ္တိဒိဋ္ဌဓမ္မိကင်စေဝအထံတံပရာယိကင်စာ မြင်ရှိရတဲ့ပစ္စုပန်တမလွန်နှစ်တန်သောအကျိုးစီးပွားကိုဖြစ်ထွန်းစေတဲ့တခုသောတရားဆိုတာရှိတယ်။အဲ့ဒါမြတ်စွာဘုရားဘာများလုံးဘုရားဆိုတော့မြတ်စွာဘုရားကအပမာရောခောမဟာရာဇဧကောဓမ္မောအပမာဒာဆိုတဲ့ဒီတခုသောတရားဟာခုနကတည်းကပြောခဲ့တဲ့ကုသိုလ်တွေကိုမမေ့တဲ့အိုနာတိကွဲကံနဲ့တွဲကိုမမေ့တဲ့ယုံနဲ့နေဆဒုက္ခအနတ္တကိုမမေ့တဲ့ဘဝကဒုက္ခဖြစ်နေတာပါလားဆိုတာကိုမမေ့တဲ့ ီအပမာဒတရားတတိပေါ့နော်တရားကိုကောက်ရင် ဟုတ်လားအဲ့ဒီအပမာဒတရားဟာအခုရောနောင်ရောနှမျိုးစုံအကျိုးစီးပွားကို ဖြစ်ထွန်းစေတဲ့တခုဒီတော့တရားပဲတဲ့မင်းကြီးတဲ့ငါဥပမာဆောင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒေယထာပိမဟာရာဇာယာနိကန္နိစီစင်္ဂလာနံပါဏာနံပရဇာနံနိတဗ္ဗာနိတာနိဟဋ္ဌိပရိသမောဒာနံကိသန္တိဟောဒီကုံးတရဝါဒီနော်ကုံးပေါ်မှာကျက်စားနေကြတဲ့ကုံးတရဝါဒီ အဲ့ဒီကုန်းတော်ဝါတွေရဲ့ခြေရာတွေကိုဘုံဘုံတို့ဝေဖန်ကြည့်မယ်ဆိုလို့ရှိရင်အားလုံးဟာဆင်ခြေရာထက်ငယ်တဲ့ခြေရာတွေကြီးပဲပေါ့ဆင်ခြေရာတွေကိုထည့်လိုက်မယ်ဆိုရင်အကုန်လုံးဟာဆင်ခြေရာရဲ့အတွင်းမှာပဲဝင်သွားကြတယ်ဆင်ခြေရာဒီကုန်းတော်ဝါတို့ရဲ့ခြေရာတွေထဲမှာသူကအကြီးကြီးပဲသူအကြီးဆုံးပဲပေါ့နော်အဲ့ဒါလိုပဲတဲ့ကုသိုလ်တရားမှန်သမျှချမ်းသာမှုကိုဖြစ်ထွန်းစေတဲ့တရားမှန်သမျှတွေ ီအပ္ပမာဒဆိုတဲ့အဝင်းဝိုင်းထဲမှာပဲသက်ဝင်ကြရတယ်။သူဒီသာနဲ့အကြီးအကျယ်ဆုံးအမြင့်မြတ်ဆုံးတို့အပ္ပမာဒကိုမြတ်စွာဘုရားအဲ့ဒါလိုဂုံလေးပြုတ်ပြီးတော့ဂါထာသုံးပုဒ်မြတ်စွာဘုရားဟောတယ်။လောကီအကျိုးစီးပွားလောကုတ္တရာအကျိုးစီးပွားပြစ္ဆုတ်ပံအကျိုးစီးပွားတန်တရာအကျိုးစီးပွားကိုဖြစ်ထွန်းစေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဂါထာလေးသုံးပုဒ်ကိုလေးလေးချာချာလေးမှတ်ကြည့်နော်။အာယုံအာရောဂိယံဝဏ္ဏတကံဥစ္စံကုလိနတာ တတိယောပတ္တယန္တေနဥလာရာအပရာပရာအာယုံအသက်ရှိခြင်းကို၎င်းအာရောဂိယအနာမရှိသည်ဤအဖြစ်ကို၎င်းဝန္တန်ဆင်းလာခြင်းကို၎င်းတက္ကနပြီကို၎င်းဥ္စာကုလိနတံအမျိုးမြတ်သည်ဤအဖြစ်ကို၎င်းဥလာရာမြတ်ကုံသော အပရာပရာအစဉ်စဉ်ဖြစ်ကုံသောရတ္တိယောမွေလျောခြင်းတို့ကိုပတ္တယံဒေနတောင်းတသောသူသည် အပမာရောအပမာရကိုကာတဘောပြုတ်အပ်၏ ဘင်းကြီးတဲ့အသက်ရှိခြင်းကိုအလိုရှိတဲ့လူအနာကင်းခြင်းကိုအလိုရှိတဲ့လူရုပ်ရှင်လာခြင်းကိုအလိုရှိတဲ့လူဒါပြစ္ဆုတ်ပံကျူစီပွားတွေလို့ဆိုနိုင်တယ်ဗောနော်ခန္ဓာကိုယ်ပျက်စီးလို့သိပြီးတဲ့နောက်မှာကောင်းတဲ့ဘဝကိုရခြင်းနဲ့နောက်နှက်ပြီကိုရောက်ခြင်းတဲ့ပုံကိုနောက်ဘဝမှာအမျိုးမြတ်ခြင်းတဲ့ပုံကိုအစင်းစင်းမြင့်မြတ်တဲ့အကျိုးစီးပွားတွေကိုအစင်းစင်းမြင့်မြတ်တဲ့ချမ်းသာခြင်းမွေးလျော်ခြင်းတွေကိုအလိုရှိတဲ့ပုံကိုတွေကအပမာဒတရားကို ပြုတ်တဲ့နေတဲ့တတိရှိတဲ့နေဗန္ဒိတာပညာရှိတို့သည်ပုံညကရိယာတို့သုံးပါးကုန်သော ပုံညကရိယာဝတ္ထုတို့၌အပမာဒမမိမလျောခြင်းကိုပတန်တန်တိချီးမွမ်းကုန်၏သုံးပါးသောပုံညကရိယာဝတ္ထုဆိုတာဒါနသီလဘာဝနာကိုရည်ညွှန်းတာပါပဲဟုတ်လားဗန္ဒိတာပညာရှိတို့သည်ပုံညကရိယာတို့သုံးပါးကုန်သောပုံညကရိယာဝတ္ထုတို့၌အပမာဒမမိမလျောခြင်းဆိုတဲ့တတိတရားကိုပတန်တန်တိချီးမွမ်းကုန်၏ အပမထောမမိမလျောသောပန္တိတော်ပညာရှိသည်ဒိဋ္ဌိတမေပိစုပံအတဘော၌ဘဝတော်ဖြစ်သောရောအထောဇာအကျဉ်ကျူးသည်၎င်းသံဗရာယီကိုတမလွန်ဘဝ၌ဖြစ်သောရောအထောဇာအကျဉ်ကျူးသည်၎င်းအဋ္ဌိရှိ၏ဥဘောနှစ်ပါးကုန်သောတိအဋ္ဌိထိုကျူးတို့ကိုအဓိကနာတိရယူ၌၏အထာဘိတမယာအကျိုးနှစ်ပါးကိုရယူခြင်းကြောင့်ဒီရောပညာရှိကိုပန္တိတောတိပန္တိတာဟု၍ပௌဇတိဆိုအပ်၏ ြညာရှိဆိုတဲ့စကားလုံးလေးရဲ့အတိတ်ပဲကိုဓမ္မစွာဘုရားကိုတော်တိုင်ဒီလိုဖွင့်ပြတယ်ဟုတ်လားဒါနသီလဘာဝနာလို့ဆိုတဲ့ပုံညာကရိယာဝတ္ထု၃မျိုးရဲ့အပေါ်မှာတော့မမေ့မလျော့ခြင်းဖြင့်နော်နေထိုင်နေတဲ့ပုံကိုပညာရှိတွေကချီးမွမ်းကြတယ်ဘာဖြစ်လို့တော့ဒီလိုဟာပြစ္ဆုတ်ပံအကျိုးစီးပွားရောတန်တရာအကျိုးစီးပွားရောနှစ်ပါးစုံသောအကျိုးစီးပွားကိုအရယူနိုင်တဲ့အတွေ့အကြောင်းသူ့ကိုပညာရှိတွေကချီးမွမ်းကြတယ်ဘလို့ချီးမွမ်းတော့ ਨੇ ပန္တိတောတိပန္တိတဟူ၍ပௌဇတိဆိုရည် ပန္တိတဆိုတာအဲ့လိုမျိုးအပမာဒတရားဖြင့်အကျိုးစီးပွားနှစ်ပါးကိုရယူနိုင်တဲ့ပုံကိုယ်ကသာလင်ပန္တိတလို့ဆိုတာတဲ့ဟုတ်လားအဲ့တော့ဒီဒေသနာလေးကိုဘုန်းဘုန်းတို့ကြည့်မယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပန်တန်တရားနှစ်ဖြာသောအကျိုးစီးပွားလောကီလောကုတ္တရာနှစ်ဖြာသောအကျိုးစီးပွားကို အပမာဒတရားသည်အကြီးမားဆုံးအကြောင်းတရားအနေနဲ့နော်ဖြစ်ထွန်းစီတယ်ဆိုတာ မသိနိုင်ဘူးလားသိနိုင်နော်ဒါလေးကိုဒါကြောင့်အရင်စပြီးတော့ပြောတာ ဒါကြောင့်လောကီပဲဖြစ်ဖြစ်လောကုတ္တရာပဲဖြစ်ဖြစ်ဘယ်ရှုတော့မှာပဲကြည်ကြည်နော်အပမာဒနော်ရှိတဲ့လူနဲ့မရှိတဲ့လူတနည်းအားဖြင့်မိမိရောရောပေါ်ဝဆာတာဖြစ်လို့နေတဲ့လူနဲ့မပိမဲ့လို့မပေါ်မဆာတတိတရားနဲ့နေတဲ့လူဟာအလွန်မှခွာခြားတယ်ဆိုတာကိုဖုံဖုံတို့နားလည်ဖို့လိုတယ်ပေါ့နော်